ဒီအကြောင်းအရာကိုကျွန်တော်ဒီနေ့တင်ဆက်ပေးချင်ပါတယ်။အံ့ဩစရာတွေပေါ့ပါတယ်။မေဒီယန်ပြည်နယ်မဟာရဒုဒါတော်ကြီးတွေကလှုပ်ရှားတစ်ခုရှိနေပါတယ်။ဒါဟာတတဝါအကောင်းကြီးလား။ဒါမှမဟုတ်ငဟာကြီးလားဆိုတာကိုဒီနေ့ကျွန်တော်တင်ဆက်ပေးချင်ပါတယ်။ဒါနဲ့အခုလိုဗီဒီယိုလေးရအမြဲတင်ဆက်ပေးသွားမှာဖြစ်တယ်။ Like follow subscribe နဲ့အားပေးပါခင်ဗျာ။ဒါဟာတတဝါတစ်ကောင်းမဟုတ်တူငဟာလည်းမဟုတ်ပါဘူး။ဒါပေမဲ့ဒီတတော်ကြီးတစ်ခုလုံးတစ်ဖြည်းဖြည်းစားသုံးနေတဲ့အရာမှပုံကောင်းတစ်ကောင်ဖြစ်ပါတယ်။ ီမိုကောင်ရဲ့အမိကအာမီလာရီယာအော်တိုယာလို့ခေါ်ပါတယ်။သို့မဟုတ်ကြားရှိပုံလို့ခေါ်ကြတယ်။ဒီမိုကြီးဟာအေကနဆောင်200ကျော်လောက်ကျေဝင်းပြီးမြေအောက်မှာမျိုးစိတ်တွေဖြာထွက်ကတခုလဲတော့တက်ရှိဖြစ်ပြီးအင်မကန်ကြီးမားမှုဖြစ်ရှင်းတယ်ပါတယ်။သူ့အသက်ကနှစ်ပေါင်း2000ကျော်ရှိနေပြီးလူတွေရဲ့ရင်ကျင်းမှုတမိုင်းထက်ရှည်လျားနိုင် ဒါတဘောအတိုင်းဖြစ်တည်နေခြင်းဖြစ်ပြီးသူ့ကိုဘယ်လိုရှာတွေးခဲ့လဲဆိုတော့ထောက်ကူဟိုးစင်ပြည့်လွန်နေမှုတွေ့တစ်ပင်အစွတ်လိုက်ပြုံလိုက်တေဆုံးလာတာကနေစတယ်ဒီပြင်ပညာရှင်တွေလေးလာသိရှိကြရင်ဒီရောက်ကအုံမြင်တွေအားလုံးဟာဗီဇအရာအခုတည်းရဲ့အစိပ်ပိုင်းတွေလားဖြစ်နေတာကိုတွေးရှိကြရမယ်ဒါတကယ်ကိုထူးဆန်းပါတရှိဆိုတာပုံစံမျိုးနဲ့ရှင်းတာနိုင်တယ်။တဘာဝမှာတင်းတော့မမြင်ရတဲ့ ်းပွေရာတွေအများကြီးရှိနေမှာဒီလေဒီမိုဘွင့်ကြီးကကဘာမှာအကြီးမားဆုံးပုံပင်ဖြစ်မှတ်တမ်းတင်ထားပါမယ်ဒီဗီဒီယိုကိုကြိုက်နေတဲ့ရင် like ပေး channel ကို subscribe လုပ်ပြီးဒီနားကလူဒီခေါင်းအောင်လေးပိတ်ပေးပါအောက်က comment မှာလည်းတင်တို့ရဲ့အမြင်ကိုဝင်ရေးပြပါနောက်ဗီဒီယိုမှာပြန်တွေ့ကြပါကျေးဇူးများတင်ပါ